နိုင်ငံတော်ဝန်ကြီးချုပ်ဦးညွန့်စောနဲ့မလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ပြီးအာဆီယံနဲ့နိုင်ငံတကာမျက်နှာစာမှအပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ့်ကိစ္စတွေဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အော်တိုဝါကိုရဲ့မော်လဝိုင်မှာနေပြည်တော်မှာရှိတဲ့ပြည်တော်စုအစိုးရအဖွဲ့ရုံးအမှတ်၁၈ဧကမမှာ ိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနဲ့မလေးရှားနိုင်ငံနိုင်ငံသားကြီးဝန်ကြီးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။တွေ့ဆုံစဉ်မှာနှစ်နိုင်ငံအကြားချစ်ချင်ရင်းနှီးမှုကုံသွဲမှုရင်းနှီးမြှုပ်နှံမှုအပေါင်းဝဲအချမ်းကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်တွေမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ NCA စာချုပ်ပါသဘောတူညီချက်တွေနဲ့အညီဆောင်ရွက်နေမှုအခြေအနေတွေလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မှုကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုတွေနိုင်ငံအကြားဆက်ဆံရေးပုံမှုအရှိန်မြင့်တင်နိုင်ရေးဆိုင်ရာကိစ္စရပ်တွေအာဆီယံနဲ့နိုင်ငံတကာမျက်နှာစာမှာအပြည့်သဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ့်ကိစ္စရပ်တွေနဲ့ဆက်လက်ပြီးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။တိစုံဝဲကိုနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူလူမှုဝန်ထမ်းကေဇေးကြီးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူတွေတက်ရောက်ကြပြီးမလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနဲ့အတူအာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့သိရပါဗျ။